ကျွန်တော်အစရတေးမကြောက်တယ်ကျွန်တော်အစရတေးမကြောက်တယ်လူလည်းမကြောက်ဘူးကျွန်တော်တိတ်မကြောက်ဘူးပါတေးမကြောက်တော့ဘူးတစ်ခါလည်းအချောက်မခံဘူးလို့နေမှာပါမျှတမ်းပေးပြီးပါကျွန်တော်တစ်ခါမှအချောက်မခံဘူးအချောက်လေခါကြရင်ကျွန်တော်မသိတဲ့အချိန်တွေအများကြီးတေးရစိတ်ညစ်အောင်ကျွန်တော်ကတေးတေးရကျွန်တော်မသိသူချောက်နေတာမသိလို့စိတ်ညစ်အောင်ကျွန်တော်အဲ့ရင်လို့ပါမလို့လားချမ်းသာဖို့လီလန်းမျိုးစုံတုံရင်လည်းဒါလည်းတော့ဘယ်လိုပေါ့အတကယ်ပြောမယ်ဆိုရင်တော့ လက်တွေ့ကြကြပြောမယ်ဆိုရင်တော့တေးရဲထက်လူောက်ပူကြောက်ဖို့ကောင်းတာပေါ့အမေကြောက်ကြောက်လို့ရာကြောက်နေရလေတေးကမြင်မြင်ဘူးလားအမမြင်ဘူးလားအမရောမြင်ဘူးလားမြင်ဘူးကျွန်တော်လည်းမြင်ဘူးဒါပဲလေဒါပေမဲ့ကြောက်တဲ့သူကကြောက်အဲ့ဒါလေတော့အပြစ်ပြောလို့ရောမပြဖြစ်ဘူးကြောက်ဖို့ကောင်းတဲ့လူတွေလည်းအောင်ဆောင်ရပါလားကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေအကုန်လုံးကကျွန်တော်ပြင်ကြောက်တယ်ဘယ်လိုလုပ်အောင်ကြောက်ဖို့ကောင်းတော့ကြောက်ဖို့ကောင်းခါမပြောဘူးခုသိမ့်မှာငါလည်းနှခါမပြောဘူးအိမ်ကိုပဲသိမ့်လို့မရဘူးကွာ လူကိုမသိဟမ်ဒီစကားကတော့အဲကျွန်တော်ကင်းရိုက်နေတဲ့အချိန်မှာအမေရကိုညောကညနေတူတူအလုပ်လေးတစ်ခုယူလုပ်ချင်တယ်ဆိုတော့ကျွန်တော်ပြောပြလာပါတော့ပြီးတော့ဆက်အကြောင်းနေပါလေလည်းဘာမှမပြောဒီခင်းနောက်ပြီးတော့နည်းနည်းကြာမှာဆက်အကြောင်းပြောတဲ့အခါကျတော့အာကျွန်တော်ကြိုက်တယ်ကျွန်တော်ရိုက်ချင်တယ်ကျွန်တော်ကိုညောကိုညောကရေကျွန်တော်လည်းကြိုက်တယ်ကျွန်တော်ကိုညောနဲ့အလုပ်တူတူလုပ်ချင်တယ်အကြောက်ပြီးဆိုတော့ ပထမဆုံး guide ဖြစ်တဲ့ကားလေးပါအာပျော့တာပေါ့မှအဲ့တော့ကျွန်တော် shooting မှာ king ရိုက်နေတဲ့အချိန်မှာဟိုတော့တကယ်ကြောင့်ကျွန်တော် king ရိုက်တဲ့ producer တွေနဲ့လည်းတည့်ရဲခါကြောင့်အာလာ shooting လာလေရလာလေနဲ့လာလေနဲ့ဟောဘယ်ခေါ်လဲဒီနေ့သူအလုပ်တစ်ခုလုပ်ချင်တယ်ဆိုတော့ surprise ပေါ်အမှိုင်တော့ပျော့ပါတယ်ဒီရဲ့အဲ့အချိန်မှာတော့အခုကလည်းကိုယ်ယူပါတယ်ကိုကြီးရောင်းဖိုင်ဟာငါ့တင်မှာမဟုတ်ဘူးငါမိတ်ပါ အဒီညောက်ထွက်ရဆိုတာတကယ်ကျွန်တော်တို့ကိုဗစ်အချိန်ကာလတွေကကြုံခဲ့ရတဲ့အားလုံးမြန်မာနိုင်ငံလုံးရောကြုံခဲ့ရတဲ့ဒီတကယ်ပန်ဒမစ်အချိန်တော်တွေမှာရှိခဲ့အရာပေါ့နော် reality အရာပေါ့အဲ့ဒါကိုအဒီလိုအချိန်မှာပြန်ပြီးတော့အတကယ်ရှိခဲ့အရာတကယ်ဖြစ်ခဲ့အရာကိုပြန်ပြီးပုံဖော်တာဖြစ်တဲ့အတွက်အဒီကားလေးကထူးကြပါတယ်ဟုတ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအမိတ်အမှတ် 38ပြည်စုံ2020အာအာထူကြရဲ့ reality ကိုပြန်ပြီးတော့ပုံဖော်ထားတဲ့ pandemic အချိန်မှာအဖြစ်ပျက်တတ်တဲ့အရာတွေကိုအကျိုးအဲဂျားရီကလူတွေအကျိုးရှိသွားတဲ့လူတွေအကြောင်းရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်တကယ်လက်တွေ့ဆန်တဲ့အရာတွေကိုပြန်ပုံဖော်ရတဲ့အခါမှာအများကြီးပါပဲ အာဘယ်လိုပြောရမလဲဟိုဒီဒီပေါ့နော်ကျွန်တော်တောင်းရင်ကြီးရယ်တကယ်ပန်ဒမစ်ဖြစ်နေတဲ့အချိန်တော့တမှာဖြစ်တဲ့အရာတွေဖြစ်တဲ့အတွက်ဘယ်လိုပြောရမလဲဟုတ်နေမှရမယ်ဗျာဇလန်းဇကွက်ကလည်းစီနေမှရအောင်မဟုတ်ဘူးဆိုရင်အခုခေတ်မှာပိတ်သက်တရားလုံးကလည်းဟိုအမြင်ကျေလာပြီလေအမှားမခံဘူးဗျာအဲ့ကျွန်တော်အားလုံးအတွက် team တစ်ခုလုံးအတွက်တောင်းရင်ကြီးခဲ့ပါတယ် အရင်မဲ့သူတွေကအဆင်ပြေပါတယ်။သူကဒါသူ့ရဲ့ပထမဆုံးကားလို့ပြောတယ်။ဒါပေမဲ့အဆင်ပြေပါတယ်။တော့ဟိုဘယ်လိုခေါ်မလဲ။သူ့ပထမကားလို့မထင်ရအောင်သူစူးစမ်းထားပါတယ်။အခုတော့တော့ပြောရမလို့ဟိုသူနဲ့အလုပ်လုပ်ရတာ stress မဖြစ်အောင်သူကအရင်လူငယ်လူပဲနေရယ်ညီကိုလိုပဲနေရယ်အဲ့လို ကူဒီထဲမှာမိမိရှိနေတယ်လေကျွန်တော်အစရတေးမကြောက်တယ်ကျွန်တော်အစရတေးမကြောက်တယ်လူလည်းမကြောက်ဘူးကျွန်တော်တိတ်မကြောက်ဘူးပါတေးမကြောက်တော့ဘူးတစ်ခါလည်းအချောက်မခံဘူးလို့နေမှာပါညာတမ်းပဲပြီပါကျွန်တော်တစ်ခါမှအချောက်မခံဘူးအချောက်လေခါကြရင်ကျွန်တော်မသိတဲ့အချိန်တွေအများကြီးတေးရစိတ်ညစ်အောင်ကျွန်တော်ကတေးတေးရကျွန်တော်မသိသူချောက်နေတာမသိလို့စိတ်ညစ်အောင်ကျွန်တော်အဲ့ရင်လို့ပါမလို့လားချမ်းသာဖို့လီလန်းမျိုးစုံတုံရင်လေဘာလဲတော့ဘူးပေါ့ဘူးတော့တယ်နော် အတကယ်ပြောမယ်ဆိုရင်တော့လက်တွေ့ကျကျပြောမယ်ဆိုရင်တော့တရေထက်လူရောပူကြောက်ဖို့ကောင်းတော့ဗောအမေကြောက်ကြောက်လို့ရာကြောက်နေရလေတရေကမြင်မြင်ဘူးလားအမမြင်ဘူးလားအမရောမြင်ဘူးလားမြင်ဘူးကျွန်တော်လည်းမြင်ဘူးဒါပဲလေဒါပေမဲ့ကြောက်တဲ့သူကကြောက်အဲ့ဒါလေတော့အပြစ်ပြောလို့ရောမပြဖြစ်ပါကြောက်ဖို့ကောင်းတဲ့လူတွေလည်းအောင်ဆောင်ရမှာကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေအကုန်လုံးကကျွန်တော်ပြင်ကြောက်တယ်ဘယ်လိုလုပ်အောင်ကြောက်ဖို့ကောင်းတော့ကြောက်ဖို့ကောင်းခါမပြောဘူးခုသိမ်းမှာငါလည်းနှခါမပြောဘူး အိမ်ကိုပဲတိမ်လို့မရဘူးကွာလူကိုပါတိမ်ဟမ်ကျွန်တော်ယူကြည်ထားရဲ့အရာကြောင့်ဒီဟောနော်ဒီပရလောကဒီဝိညာဉ်ဆိုတာစွန့်ရင်တစ်ခုပဲပေါ့နော်သူကစိတ်စွန့်ရင်ခန္ဓာကိုယ်ကြီးမရှိတော့ဘူးဒါပေမဲ့စိတ်စွန့်ရင်တစ်ခုရှိတယ်အဲ့စွန့်ရင်ကကြီးမားလာတဲ့အမျှသူတို့မှာပါဝါအဲ့လိုမျိုးရှိလာတယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ကိုကြောင့်ဆုံးသွားရလည်းမဟုတ်ဘူးဗျာဥပမာ တကယ်တရေရှိရပေါ့ဒီဒီမှာထောက်ရအောင်ကိုကြောင့်ဆုံးရလည်းမဟုတ်ကိုနဲ့လည်းဘာရင်ထုံးမှမရှိပဲတရေကဘာကြောင့်ကိုကိုချောက် reason တစ်ခုပဲရှိမှာဗျာသူအမျှတန်းလိုချင်လို့ဒါမှမဟုတ် attention လိုချင်လို့ဒါပဲရှိအမျှတန်းလိုချင်အမျှတန်းပေးလိုက်ပေါ့ဟုတ်တယ်မလားဘာလို့ဟိုဟာဖြစ်တော့ဒီစကားလေးကထူကြရဲ့ကားလေးပါအပိတ္တိကြိုက်မဲ့စကားလေးတကားလို့လည်းထင်ပါတယ်။အဲဒီလိုဇလန်းမျိုးကိုဒီလို vibe မျိုးကိုပိတ္တိငတ်မှုနေမယ်ဆိုတာလည်း ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်ဒီဇက်ကားလေးကကားကောင်းလေးတကားပါလာကြည့်ပါလို့ဟုတ်ပြီ